မြန်မာနိုင်ငံရဲ့အကြီးဆုံးနဲ့စီးပွားရေးအရပါအချက်အကျအကြဆုံးဖြစ်တဲ့ရန်ကုန်မြို့ဟာယခုအခါမျောလင့်မထလောက်အောင်ကြောင်းမက်ဖွယ်မြင့်တက်လာနေတဲ့မြို့ပြဆင်းရဲနွမ်းပေါမှုတံကိုအန်တုနေရာချောင်းကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် UNDP ရဲ့ရန်ကုန်မြို့ပြဆင်းရဲနွမ်းပေါမှုအားလေဟသုံးသက်ခြင်းအစီရင်ခံစာမှာဖော်ပြထားပါတယ် နိုင်ငံအတွင်းလက်ရှိဖြစ်ပေါ်နေတဲ့ပြည်ပခန့်တွေနဲ့စီးပွားရေးကြက်တဲပြိုလဲမှုတွေကြောင့်ရွှေပြောင်းချေချနေထိုင်ကြသူတွေခလုံးရာဆင်ခြေပုံမြို့နယ်တွေမှာအများဆုံးကြုံတွေ့နေရတယ်လို့ဆိုပါတယ်နိုင်ငံတကာအထောက်ပံ့တွေလူတန်းကူညီမှုတွေလည်းရောနေလာနေလို့ဆင်းရဲမွေးတေမှုတိုက်ဖြတ်ရမှာအာရင်ရုတ်ရော့စေပြီးအကန့်အသတ်တွေဖြစ်ပေါ်လာနေစေတယ်လို့အစိုးရကစာမှာပြောပါတယ် 2019ခုနှစ်မှာရန်ကုန်မြို့လူဦးရေရဲ့ဆေးရခိုင်နှုန်းပဲဆင်းရဲနွမ်းပါသူတွေအဖြစ်ရှိနေခဲ့ပြီး2023ခုနှစ်အရောက်မှာတော့43ရာခိုင်နှုန်းအထိမြင့်တက်လာကာဆင်းရဲနွမ်းပါသူနှစ်တန်းခန့်ပိုတိုးလာပါတယ်ရန်ကုန်ကိုရွှေပြောင်းအခြေချလာသူတွေရဲ့ကစင်ချေဖုံမျိုးနဲ့ရေစီရွှေပြောင်းလာသူအိမ်တော်စုတွေရဲ့39ရာခိုင်နှုန်းခန့်ဟာအလွန်ဆင်းရဲနွမ်းပါသူများအုပ်စုမှာပါဝင်နေတာကိုအစင်ခန်းစာမှာတွေ့ရှိရပါတယ် ရွှေပြောင်းအိမ်အောင်စုတွေအပေါ်ကြာရောက်နေတဲ့ငွေကြေးဖိအားတွေကိုကြုံရကြပန်းအလုပ်တွေမှာဝင်ရောက် လုပ်ကင်ခြင်းငွေကြေးချေငှားတာနဲ့ပိုင်ဆိုင်မှုတွေကိုရောင်းချခြင်းစတဲ့နည်းလမ်းတွေနဲ့ဖြည့်ရှင်းနေရပါတယ်။ရန်ကုန်မြို့နေသူများအတွက်ကျန်းမာရေးအသုံးစရိတ်ကလည်းထပ်ဆောင်းဖိအားတစ်ခုဖြစ်ပြီးအထူးသဖြင့်စင်းရဲနံပါတ်ရဲ့အိမ်အောင်စုတွေဟာကုသမှုကုန်ကျစရိတ်အတွက်အိမ်အောင်စုပိုင်ပစ္စည်းတွေကိုရောင်းချခြင်းပြင်ပမှချေးယူခြင်းနည်းလမ်းတွေနဲ့ဖြည့်ရှင်းကြရတယ်လို့ဆိုပါတယ်။ ဆင်းရဲနှောပမှုမှလွမြောက်ရလမ်းတစ်ခုဖြစ်တဲ့ပညာရေးကလည်းရန်ကုန်နဲ့အနီးတဝိုက်မှာနေထိုင်တဲ့ကလေးလူငယ်များအတွက်တဖြည်းဖြည်းအလန့်ဝေးကွာလာနေတာကိုတွေ့ရတယ်လို့ဆင်းရဲကန်စာမှာဖော်ပြထားပါတယ်။ဒီအခက်အခဲတွေကိုဖြေရှင်းဖို့ဗတ်ပေါင်းစုံ၊ကဏ္ဍပေါင်းစုံမှာတုံ့ပြန်ဆောင်ရွက်မှုပုံစံမျိုးစုံလုံဆောင်ဖို့လိုအပ်ပြီးစီးပွားရေးတည်ငြိမ်လုံခြုံမှုကိုအတိုင်းအတာတစ်ခုအထိပြန်မြင့်တက်ဖို့ဆိုရင်အလို့အကင်ခွင်လန်းတွေတိုးချဲ့ဖန်တီးပေးရမယ်လို့ UNDP ကထောက်ပြထားကြောင်းပါခင်ဗျာ။ Oh! <laughs>